ရွေးကောက်ပွဲအသုံးစရိတ်တင်ပြခြင်းမရှိတဲ့အေယာဝတီတိုင်းအတွင်းကရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေကိုအမည်ပြည့်စည်ရေးမကျညာတဲ့ကြောင်းလာရောက်ထုချေဖို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကဆင့်ခေါ်စာပို့ထားပါတယ်ဒီသတင်းကိုတော့ဥတော်စင်မျိုးကပေးပို့ထားပါတယ်ရှင် ။ ARI တိုင်းတွင်လက်ရှိချိန်ထိရွေးကောက်ပွဲအသုံးစိတ်မတင်တဲ့ရွေးကောက်ပွဲကုစလယ်အယောက်20ရှိပြီးရွေးကောက်ပွဲအသုံးစိတ်တင်ပြဖို့တတ်မှတ်ထားတဲ့ရကျော်လွန်သွားပြီဖြစ်တာကြောင့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကစစ်ဆေးမဲ့ခေါ်ယူမှာလာရောက်ဖြည့်ရှင်းဖို့ဆင့်ခေါ်စာပို့ထားတာပါ။သူတို့မတင်တဲ့အခါကျသူတို့ပိုနှစ်နာပါပေါ့နော်။အဲ့ဒါကိုပြည်တော်စုကော်မရှင်ကအဲ့ဒီလူတွေကိုတာမန်စာထုတ်ပြီးတော့ခေါ်ပြီ။အဲ့ဒါဘာလဲဆိုတော့မင်းနေ့ဗရက်မှာအဲသွားပြီးတော့ထုချေရမှာပါဗျ။နော်ဘာလို့ဟိုကမလုပ်လဲပေါ့။ အရေးချင်းပြည့်ရွံ့လူဖြစ်ပါဘူးလို့မကြေညာတဲ့အကြောင်းပေါ့။ပြည်နယ်တို့ပြားကျွန်တော်တို့ကတော့ဟိုပါပေါ့နော်အကုန်လုံးတင်စီခြင်းနဲ့တချို့လည်းခပ်ပေါ့ပေါ့တွေ့တာတရှိတယ်ဗျာ။တော်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 ပေါ့ပေါ့တန်းတာပါ။စင်ခေါခံရတဲ့ကိုယ်စလေတွေကိုဇန်နဝါရီလအတွင်းစစ်ဆေးသွားမှာဖြစ်ပြီးခုံရုံးလက်ခံနိုင်လောက်တဲ့အကြောင်းပြချက်နဲ့အထူးချေမတင်ပြနိုင်ရင်ရေချင်းပြည့်ရင်းသူဖြစ်ကြီးညာချင်းခံရမှာပါအထူးချေခံပြီးတော့သူတို့ကအထူးချေပေါ့ဗျာအဲ့ဒါထူးချေတာမှခုံရုံးကကျေနပ်သွားလို့ရှင်တော့အဲဦးပြေပေါ့ခုံရုံးကမကျေနပ်ဘူးလို့ဆိုလို့ရှင်တော့ သူကအရေးချင်းပြည့်ရင်းသူဖြစ်ကြီးညာမယ်ဒီတော်စုကော်မရှင်ပြီးလို့ရှိရင်အဲ့ဒါကိုမြန်မာနိုင်ငံပြန်နှံ့မှာထည့်မှာအဲ့ကျသူတို့တက်ဘာအကျိုးရောက်မလဲဆိုတော့ကျွန်တော်အကြမ်းမင်းတိထားသလောက်ကတော့လာမယ့်တစ်ချိန်မှာတော့ကျင်းနေပါအဲ့လိုတွေယူလို့မရတော့ဘူးသူကဒီဘားလုပ်တယ်ခေါ်တာပေါ့ဗျာပြည်ခဲ့တဲ့2015ရွေးကောက်ပွဲမှာ AR တိုင်းတွင်ဝင်ရောက်ရှင်ပြိုင်တဲ့ကိုစလဲ900ကျော်ရှိတဲ့နဲ့ကိုစလဲရောက်20ကရွေးကောက်ပွဲအသုံးစိတ်တင်ပြခြင်းမရှိခဲ့တာပါပြက်ကွက်သူတွေဟာပါတီငယ်တွေကဖြစ်ပြီး ပသိမ်ခရိုင်မှာတော့စုစုပေါင်း95ရောက်အုံစိတ်တင်ပြဖို့ပြက်ကွက်ခဲ့ပါဗျ။